Good evening everyone. Gain with Anya နဲ့ကြိုဆိုပါရစေ။ဒီနေ့မှာတော့နားထောင်ရင်းစာသင်အစီအစဉ်လေးဖြစ်ပါတယ်။ Okay, ဒီနေ့မှာဘာအကြောင်းဖတ်ကြမလဲဆိုတော့အင်္ဂလိပ်ရုပ်ရှင်တွေကြည့်ကြတယ်ပေါ့ကိုယ်အင်္ဂလိပ်စာအုပ်တွေဖတ်ကြတယ်စာတွေလေ့လာကြတဲ့အခါမှာပြန်တလဲလဲတွေ့ရတယ်နေ့ရက်ကလေးတရက်ရှိရဲ့ရှင်။ဒါသတိထားမိမလားမသိဘူးပေါ့နော်။အင်္ဂလိပ်ရုပ်ရှင်တွေကြည့်ဖြစ်တဲ့လူတွေပေါ့နော်။အဲ့ဒီနေ့ရက်လေးကဘလို့ဖြစ်လာလဲ။ဘာအကြောင်းဖြစ်လာတာလဲ။ဘယ်နေ့မှာကြာရောက်တာလဲ။အဲ့ဒီနေ့မှာဘာတွေလောက်ကြလဲ။အဲ့ဒါလေးတစ်ချက်ကြည့်ကြမယ်။ thanksgiving thanksgiving နေ့ပေါ့ okay ဒါလေးကဓာတ်ရိုက်ကြီးအဓိပ္ပာယ်ပြန်မယ်ဆိုရင်တော့ thanks ဆိုတာကကျေးဇူးပေါ့ giving ဆိုတာက ပေးခြင်းကျေးဇူးပေးခြင်းနေ့တဲ့ကျေးဇူးပေးခြင်းနေ့ဆိုတော့ဘယ်လိုမျိုးနေ့လဲပေါ့နော်စီလျော်အောင်ပြန်ရရင်တော့ဒါကိုကျေးဇူးတော်နေ့လို့ပြန်တာကိုတွေ့ရများပါတယ်ကျေးဇူးတော်နေ့ပေါ့ thanksgiving day okay ဘယ်နေ့လေးလဲဘာကြောင့်ဒီနေ့ကိုကျင်းပလဲဘာကြောင့်ဒီနေ့ဖြစ်သလားတလဲဘာတွေလုပ်ကြလဲဒါလေးကိုကြည့်ကြမယ် thanksgiving day อืม instruction လေးကိုအမြဲတမ်းဖတ်ပါ read the following article အောက်ပေါ်ပြပါစောင်းပါလေးကိုဖတ်ပါ pay special attention အထူးအာရုံပြုဂရုစိုက်ပါ to the words in bold ဘိုးလောက်ထားတဲ့ထူထူလေးလောက်ထားတဲ့စကားလုံးလေးတွေကိုအထူးအာရုံပြုဂရုစိုက်ပါတဲ့ okay ဂရုစိုက်ကြတာပေါ့ပထမစာကြောင်းလေးကြည့်ကြမယ် Thanksgiving is a very special American holiday. Thanksgiving ကျေးဇူးတော်နေ့ဆိုတာ is ဖြစ်ပါတယ်။ a very special american holiday အလွန်တရာမှထူးခြားတဲ့ American တွေရဲ့အားလည်ရနေ့တစ်နေ့ဖြစ်တယ်ပေါ့နော် Thanksgiving ဆိုတာတာမန်နေ့မဟုတ်ဘူးဟိထူးခြားတဲ့ American တွေရဲ့အားလည်ရနေ့တစ်နေ့ဖြစ်တယ်တဲ့သူကဒီလိုလေးနဲ့ခေါင်းစဉ်လေးလူရဲ့စိတ်ဝင်စားမှုကိုဆွဲလိုက်တယ်ဟုတ်ပြီသတိရအောင် On the 4th Thursday in November November လမှာ၄ရက်မြောက်ကြရောက်တဲ့ဇာတာပတိနေတဲ့ပြောချင်တာကသူကဘယ်နှစ်ရက်နေရလို့အတိအကျလုတ်ထတာမဟုတ်ဘူးဇာတာပတိနေကိုသူကမူတည်ပြီးလုတ်ထတာပထမဇာတာပတိမဟုတ်သေးဘူးဒုတိယဇာတာပတိတတိယဇာတာပတိမဟုတ်သေးဘူး၄ရက်မြောက်ကြရောက်မဲ့၄ဘတ်မြောက်ကဇာတာပတိနေကိုသူပြောရဲပေါ့နော်ဒီ၄ရက်မြောက်ကြရောက်မဲ့ဇာတာပတိနေမှာတဲ့ဘာလို့ကြတော့ Americans come together with their families and friends. Americans တွေကသူတို့ရဲ့မိသားစုတွေတငယ်ချင်းတွေနဲ့တွေ့ဆုံကြတယ်၊စုံစည်းကြတယ်။ဘာလို့ဖို့တော့ to share a special meal sa 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 go ထူးခြားတယ်ပေါ့နော်အစားအသောက်ကိုအတူတူမျှဝေစားတောက်ဖို့ထူးခြားတယ်ဆိုတော့ကိုရီးယားနေစဉ်ချက်နေကြတာတွေမဟုတ်ဘူးပေါ့နော်ဒါကိုမျှဝေစားတောက်ကြမယ်ပြီးတော့ဒါပဲမဲလားမဟုတ်သေးဘူး and give thanks for all the good things in their lives တို့ရဲ့ဘဝမှာပေါ့နော်ကောင်းမွန်နေသမျှအရာအားလုံးကိုကျေစုတင်ကြတယ်တဲ့ပါဇက်ကနေထုတ်ပြီးကျေစုတင်တာပေါ့နော်ဥပမာအာဒီလမှာတော့ ကိုဘာဖြစ်လဲဆိုလို့ရှိရင်တက်မာကြီးကောင်းခဲ့တယ်ဒီအတွက်ကျေးဇူးတင်ပါတယ်ကိုတငယ်ချင်းတွေကကိုနဲ့အမြဲတမ်းအတူရှိနေတဲ့အတွက်ဒါတွေကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးတွေထုတ်ဖော်ပြောကြရတယ်ပေါ့ကျေးဇူးတင်ကြရတယ်ပေါ့နော်ဒါဆိုရင်တို့ဘာလုပ်လဲဆိုတော့ November လရဲ့၄ရက်မြောက်ကြတာပဒီနေ့မှာ Americans တွေကတို့ရဲ့မိသားစုတွေတငယ်ချင်းတွေနဲ့အတူအစားအသောက်အတူတူစားပြီးတော့ဘာတွေကိုတော့ကျေးဇူးတင်ပါတယ်လို့ပါဇက်ကထုတ်ဖော်ပြောကြကြတယ်อืมဟုတ်ပြီအဲ့ဆိုအဲ့ဒီမှာဘာတွေစားကြလဲကြည့်ရအောင် typical foods on thanksgiving thanksgiving နေ့မှာတွေ့ရတဲ့များသောအားဖြင့်သောအစားအသောက်တွေသည်တဲ့အာ ဖြစ်ကြပါတယ် turkey ပြက်စင် sweet potatoes ကစွန်းဥတွေပေါ့နော် sweet potatoes ကစွန်းဥတွေ mashed potatoes အာလူးသီးတွေကို mash လုပ်ထားတာပေါ့ဘယ်လိုလဲဆိုခြေပြီးတော့ဥမာအနည်းဆက်ဆုံးပြောရရင်ဒါရှမ်းပြည်ကဟိုအာလူးထမင်းတယ်လို့မျိုး eat ဆက်ပြီးတော့ခြေထားတာမျိုးပေါ့ဒါ mashed potatoes ပဲပေါ့နော် and gravy gravy ဆိုတော့ mashed potato နဲ့တွဲစားတဲ့ဟင်းအနစ်ပေါ့ပြီးတော့ stuffing stuffing ဆိုတော့ဒါအထဲထဲမှာထည့်တဲ့အစာသွတ်တွေ cranberry sauce cranberry ကို sauce လုပ်ထားတယ် green beans ပဲဒီအစိမ့်နေ and pumpkin pie ဒါဆိုလို့ရှိရင် pumpkin pie ဆိုတော့ဒါဟိုဟာခယုံသီးကိုသူတို့ကဖိုင်မုံလေးလုပ်ထားတယ်ပေါ့နော် for dessert အချိုပွဲအတွက်ပေါ့ဒါ၄စားကြတယ်တဲ့ okay အဲ့ဒါဆိုလို့ရှိရင်ဒီမှာသူဘာတွေပြောသွားလဲပြန်ပြီးတော့ကြည့်ကြည့်ရအောင်ဒီ Thanksgiving နေ့ဆိုတာက American တွေအတွက်အထူး special ဖြစ်တဲ့အားလည်းရနေ့တရက်ဖြစ်တဲ့ November လရဲ့တ လေးရက်မြောက်တော့ဂျာတာပဒေးနေ့တိုင်းမှာ Americans တွေကသူတို့ရဲ့မိသားစုတွေတငယ်ချင်းတွေနဲ့အတူအစားအသောက်တစ်ခုကိုအတူတူစားပြီးတော့ဘဝမှာကျေးဇူးတင်တဲ့အကြောင်းတွေကိုပြောကြတယ်။အစားများတဲ့တွေ့ရများတဲ့အစားအသောက်တွေကတော့ကျက်စင်နေပြီးတော့ကြတော့ကစွန်းဥတွေအာလူးသီးကိုခြေထားတာတွေပြီးတော့ကြ gravy sauce တွေအစာသွတ်တွေ cranberry sauce တွေပဲသီးရှည်တွေပြီးတော့ဒါ pumpkin ကို pie လုပ်ထားတာပေါ့နော်အချိုပွဲအတွက် dessert အတွက်လုပ်ထားတဲ့ဟာတွေပါတဲ့အဲ့ဒါဆိုရင် Thanksgiving is a very special American holiday on the fourth Thursday in November Americans come together with their families and friends to share a special meal and give thanks for all the good things in their lives. Typical foods on Thanksgiving are turkey, sweet potatoes, mashed potatoes and gravy, stuffing, cranberry sauce, green beans and pumpkin pie for dessert. Okay, ဒါတွေစားတယ်ဒါတွေလုပ်တယ်။ဘယ်ကနေဖြစ်လာလဲကြည့်ကြည့်ရအောင်။ What is the origin of this great day? ဒီလိုမျိုးကြီးမြတ်တဲ့နေ့ရဲ့မူလဘူတအစကဘာလဲ? Origin, origin ဆိုတာဒီဒါမူလဘူတအစပေါ့နော်။ဒီလိုကြီးမြတ်တဲ့နေ့ရဲ့မူလဘူတအစကဘာလဲ? in 1620ဟာဟိုးရှေ့ရှေ့တုန်းကပဲ1620ခုနှစ်တုန်းက a group of pilgrims left England. Pilgrims တအုပ်စုကတဲ့အင်္ဂလန်ကိုအင်္ဂလန်ကနေထွက်ခွာခဲ့တယ်အင်္ဂလန်ကြီးကနေထွက်ခွာလာခဲ့တယ်တဲ့ Pilgrim ဆိုတာအရဒါရအတိတ်ပဲပြန်ရရနော်ဖျားဖူးဆိုတဲ့အတိတ်ပဲပေါ့နော်ဒါမဲ့နားတော့ဒါ religious ဖြစ်တဲ့လူတွေဘာသာရေးတစ်ခုခုကိုကန့်ဆိုင်တဲ့လူတွေဖြစ်တော့တယ်သူကလေ Pilgrim တွေပေါ့နော်အင်္ဂလန်ကနေပြီးတော့ဒီ Pilgrim တအုပ်စုကထွက်လာတယ်တဲ့ and ထွက်လာပြီးတော့ဘယ်လိုလာလဲ came to america america ကိုလာတယ်ဘာလို့လာလဲ in search of religious freedom ဘာသာရေးဆိုင်ရာလွတ်လပ်မှုကိုရှာဖွေရင်းနဲ့လာတယ်ဆိုတော့ဒါအင်္ဂလန်မှာသူတို့ရဲ့ကိုးကွယ်ရာဘာသာကတခုခု မလွတ်လပ်ခဲ့လို့နေမှာပေါ့နော်မလွတ်လပ်ခဲ့လို့သူတို့ကဒါ Mayflower ဆိုတဲ့သင်္ဘောကြီးနဲ့လာခဲ့ကြတာဒီအမေရိကကိုလာခဲ့ကြတယ်တဲ့ There were ဘလောက်ရှိခဲ့လဲဆိုရင်120 of them 120ရောက်လာခဲ့တာအယောက်120သူတို့လာခဲ့တယ် man woman and children ယောက်ျားတွေမိန်းမတွေနဲ့ကလေးတွေပေါ့နော်သူကဒါအစုံလာတာပေါ့ယောက်ျားကြီးပဲလည်းမဟုတ်ဘူးမိန်းမကြီးပဲလည်းမဟုတ်ဘူးအလူကြီးတွေကြီးပဲလည်းမဟုတ်ဘူးယောက်ျားတွေမိန်းမတွေကလေးတွေ120သူတို့ရဲ့လွတ်လပ်မှုကိုရဖို့အတွက်အမေရိကကိုရောက်လာကြတယ်အင်္ဂလန်ကနေပြီးတော့ပေါ့နော် they started their new life သူတို့ရဲ့ဘဝကိုသူတို့ကစတင်ခဲ့တယ် in a deserted american indian village deserted ဖြစ်တယ်ဆိုတာဘာလဲဆိုလူသူကင်းမဲ့တာရှင်လူသူကင်းမဲ့နေပါတဲ့ american indian ရွာကလေးမှာတဲ့သူတို့ရဲ့ဘဝအစ်တစ်ကိုလာစတယ်ပေါ့နော် in what is now the state of massachusetts အခုကတော့အဲ့ဒီနေရာလေးကနာမည်ဘယ်လိုခေါ်လဲဆိုရင် massachusetts ပြည်နယ်ဖြစ်သွားပြီပေါ့အခုလက်ရှိကာလမှာတော့သူတို့ဒီလာခဲ့တဲ့နေရာလေးဒီ massachusetts နေရာပေါ့နော်อืม but half of them ဒါပေမဲ့သူတို့ထဲကတဝက်လောက်က did not survive survive ဖြစ်တယ်ဆိုတာကရှင်သန်ကြံရစ်တာ did not survive ဆိုတော့ရှင်သန်မကြံရစ်ခဲ့ဘူးတဲ့ they are first whole heart winner သူတို့သူတို့ရဲ့ပထမဆုံးခက်ခဲကြမ်းတမ်းပြီးတော့အေးဆက်လွန်းလာတဲ့စောင်းရသည်ကိုသူတို့တောက်မခံနိုင်မဲ့နဲ့တဝက်လောက်ကမရှင်သန်ဘူးဆိုတော့တဝက်လောက်ကဆုံးပါသွားတယ်ပေါ့နော်ပထမဆုံးစောင်းရသည်ကိုတွေ့ကြုံရတဲ့အခါမှာ in the spring ရွေဦးရသည်လည်းရောက်ကော Two American Indians found the people from England in very bad condition. Ah, the American Indian နှစ်ယောက်ကတဲ့ဒီအင်္ဂလန်ကလာတဲ့လူတွေကတော်တော်ဆိုးဆိုးဝါးဝါးအခြေအနေဖြစ်နေတာသူတို့သတ်တွေ့တယ်ပေါ့နော် American Indian ဆိုတော့ဒါအမေရိကမှာဟိုးကနေရအရှိအခြေချနေပြီးသားဖြစ်တဲ့ Indian လူမျိုးတွေပေါ့နော် American Indian တွေပေါ့ Native American တွေပေါ့သူတို့ကဒီ England ကနေပြောင်းရွှေ့လာတဲ့တဝက်လောက်ပဲကျန်တော့တဲ့60လူအယောက်60လောက်ကအခြေအနေသိပ်မကောင်းတာ ਉਹ bad condition ပေါ့အခြေအနေမကောင်းတာ ਉਹ သူတို့တွေ့တယ် they didn't have enough food အစားအသောက်လုံလောက်အောင်လည်းမရှိဘူးဒီအင်္ဂလန်ကလာတဲ့လူတွေမှာ and they were in bad health ကျန်းမာရေးလည်းမကောင်းမှုတွေဖြစ်နေတယ်ပေါ့နော်ဒီပြောင်းရွှေ့လာတဲ့လူတွေက စကွန်တိုစကွန်တိုဆိုတာနာမည်လေစကွန်တိုဆိုရဲလူတဲ့သူကဘသူလဲ an english speaking american indian english လို့ပြောတတ်တယ်ဒါ native american တယောက်ပါ native indian တယောက်ကတဲ့ stayed with them သူတို့နဲ့အတူနေတယ် for several months လပေါင်းများစွာအတူနေလိုက်တယ်ဒီကျမကြီးမကောင်းဖြစ်နေတဲ့အင်္ဂလန်ကလာတဲ့အုပ်စုနဲ့ပေါ့နော် and taught them ပြီးတော့သူတို့ကိုသင်ကြားပေးလိုက်တယ် how to survive in this new land ဒီနယ်မြေသစ်မှာဘယ်လိုရှင်သန်ကြံရစ်အောင်နေရမယ်ဆိုတာကိုသူကဒီလူတွေနဲ့အတူနေပြီးတော့သင်ပေးတယ်ပေါ့နော်အရင်ရောက်တဲ့ squanto ဆိုတဲ့လူက he brought them သူကဒီလူတွေအတွက်ဘာတယ်လာပေးတယ်ဆိုတော့ dear meat သမင်အသား and animal skins အာတရိတ်ဆန်တွေရဲ့အရေးခွန်တွေကိုတည်လာပေးတယ်ပေါ့နော် he show them how to grow corn ပြီးတော့သူကဘာလဲပြသပေးလိုက်လဲဆိုတော့ corn ဒီပြောင်းတွေကိုဘယ်လိုစရမယ်ပေါ့နော်ပြောင်းကိုဘယ်လိုစရမယ် and other vegetables အသီးအရွက်တွေဟင်းသီးဟင်းရွက်တွေနဲ့ပြောင်းကိုဘယ်လိုစရမယ်ဆိုတာလည်းသင်ကြားပေးလိုက်သေးတယ် he show them how to use plants as medicine ဒီတစ်ပင်ပန်းမင်တွေကိုဘယ်လိုမျိုးပေါ့နော် အာဆေးဖြစ်ဝါးဖြစ်အောင်လို့ဆေးဖြစ်ဝါးဖြစ်အောင်လို့သုံးဆွဲရမလဲဆိုတာလဲသူကပြသပေးသေးတယ်တဲ့ he explained how to use fish for fertilizers fertilizers ဆိုတော့ဒါမြေဩဇာပေါ့နော်ငါးတွေကိုမြေဩဇာအနေနဲ့ဘယ်လိုသုံးရမလဲဆိုတာလဲသူကပြသပေးသေးတယ်ပေါ့ he taught them many skills for survival in their new land သူကဒီလူတွေကိုကျွမ်းကျင်မှုတွေအများကြီးသင်ကြားပေးခဲ့တယ်ဒါမှဒီနေမြေအစ်စ်မှာဒီလူတွေကရှင်သန်နိုင်မှာပေါ့ skill ဆိုတော့ကျွမ်းကျင်မှုကျွမ်းကျင်မှုတွေကိုသင်ကြားပေးခဲ့တယ်တဲ့ okay ဒီစာပိုက်မှာဗာတွေဖြစ်သွားလဲပေါ့နော်ဒီ thanksgiving day ဆိုတာကဘယ်ကနေမူလာဘူတာစတာလဲ1620ခုနှစ်မှာအင်္ဂလန်က pilgrim တွေပေါ့နော်ဒါဘာသာရေးတစ်ခုခုကိုအတူတူ ကန်ဆိုင်ကြတဲ့အုပ်စုတစုကအင်္ဂလန်ကိုထားခဲ့ပြီးတော့အမေရိကကိုဒီဘာသာရေးဆိုင်ရာလွတ်လပ်မှုရဖို့အတွက်ထွက်လာခဲ့တယ်။ဘယ်နှစ်ယောက်ထွက်လာလဲဆိုအယောက်120ထွက်လာတယ်။ယောက်ျားတွေမိန်းမတွေနဲ့ကလေးတွေထွက်လာကြတယ်အယောက်120။ဒီသူတို့ကဘာလာလုပ်လဲဆိုဒီ American Indian Village ရွာကလေးမှာပေါ့နော်။အခုတော့ဒါအခုလက်ရှိခေတ်မှာတော့ Massachusetts လို့နာမည်ရတဲ့ပြည်နယ်မှာ ဒီလူသူမရှိသေးဘူးပေါ့အဲ့တုန်းကတော့ deserted ဖြစ်နေတာပေါ့ deserted လူသူမရှိတဲ့နေရာမှာသူတို့လာပြီးတော့ဘဝအသစ်ကိုစတယ်ဒါပေမဲ့လည်းပထမဆုံးအေးဆက်ပြီးတော့ခက်ခဲတဲ့စောင်းရအာဒီကိုကြုံတွေ့ရတဲ့အခါမှာတဝက်လောက်ကမရှင်တန်ခဲ့တော့ဘူးစုံပါသွားတယ်ပေါ့အယောက်60လောက်ပဲကျန်မှာပေါ့နော်အဲ့ဒါနဲ့ຫນွေဦးကိုလည်းရောက်လာရောဒီ American မှာ America မှာလက်ရှိစကန်တရနေထိုင်ပြီးသားဖြစ်တဲ့ Native American Indians တွေကဒီလူတွေအခြေအနေမကောင်းတာကိုသတွေ့တယ် ဒီလူတွေမှာကအစားအသောက်ကလည်းလုံလုံလောက်လောက်မရှိသူတို့ရဲ့ကျန်းမာရေးကလည်းဆိုးရွားနေတယ်အဲ့ဒါနဲ့ပဲ English လို့ပြောတတ်တဲ့ဒီ Native American Indians တွေအားပေါ့နော် Indians တွေတဲ့ကတယောက်ဖြစ်တဲ့ Squanto ကဒီလူတွေနဲ့လပေါင်းများစွာအတူနေပြီးတော့ဒီနယ်မြေအစ်မှာဘလို့ရှင်သန်အောင်နေရမယ်ဆိုတာကို သင်ကြားပေးတယ်သူဘာတွေသင်ပေးတယ်သူဘာတွေလုပ်ပေးလဲဆိုတော့ तू ကတရေသားတမင်သားတွေကိုတယ်လာပေးတယ်ပြီးတော့ကြတော့တရိတ်ဆန်အေးခွန်နေယူလာပေးတယ်သူတို့ကိုဘလို့ပြောင်းနေဆက်ရမယ်အတီးနန်နေဘလို့ဆက်ရမယ်ပြီးတော့ကြတော့ ပြစ်ပင်ပန်းမင်တွေကိုဆေးဖြစ်ဝါဖြစ်ဖြစ်အောင်ဘလို့တုံးရမယ်ဆိုတာပြသပေးခဲ့တယ်။ငားတွေကိုမြေဩဇာအဖြစ်ဘလို့တုံးရမယ်ဒီလိုမျိုးဒီနယ်မြေအစ်မရှင်တန်ဖို့အတွက်လိုအပ်တဲ့အရာတွေအားလုံးကိုသူကကျွမ်းကျင်မှုတွေအားလုံးကိုသူသင်ပေးခဲ့တယ်တဲ့ skill ပေါ့နော် skill ဆိုတော့ကျွမ်းကျင်မှုပေါ့။ Okay အဲ့ဒါဆိုဒါလေးကိုတစ်ခေါက်ဖတ်ကြည့်ရအောင်။ What is the origin of this great day in 1620 A group of pilgrims left England and came to America in search of religious freedom. There were 120 of them men, women, and children. They started their new life in a deserted American Indian village in what is now the state of Massachusetts. But half of them did not survive their first cold, hard winter. In the spring, two American Indians found the people from England in very bad condition. They didn't have enough food and they were in bad health. Squanto and an English speaking American Indian stayed with them for several months and taught them how to survive in this new land. He brought them deer meat and animal skins. He showed them how to grow corn and other vegetables. He showed them how to use plants as medicine. He explained how to use fish for fertilizer. He taught he taught them many skills for survival in their new land อ่าဒါမျိုးတွေသင်ကြားပေးခဲ့တယ်ပေါ့เนาะကောင်းလိုက်တာကျေးဇူးရှိတာပဲပေါ့เนาะโอเคဆက်သွားကြည့်အောင်နောက်ထပ်ဘာတွေဖြစ်သေးလဲ By the time their second fall arrived ဒုတိယစာဦးရာသီလည်းရောက်ရှိလာရောတဲ့ The pilgrims had enough food to get through their second winter ဒီလူအုပ်စုပေါ့နော်ဒီဖျားဖူးလို့ခေါ်ရမယ် Pilgrim အုပ်စုတွေအားတဲ့သူတို့ရဲ့ဒုတိယကြုံတွေ့ရမယ်စောင်းကို ဖြတ်တန်းဖို့အတွက်အစားအသောက်တွေအလုံးအလောက်ရှိနေပြီတဲ့နော် They were in better health ပိုမိုကောင်းမွန်တဲ့ကျန်းမာရေးဖြစ်နေပြီ They decided to have a Thanksgiving feast သူတို့ကဘာဆုံးဖြတ်လိုက်လဲ decided ဆုံးဖြတ်လိုက်တယ်ဘာဆုံးဖြတ်လိုက်လဲဆိုတော့ to have a Thanksgiving feast ကျေးဇူးတော်ပေါ့နော်ကျေးဇူးပေးမဲ့ feast အစားအသောက်ပွဲတော်ကြီးလုပ်မယ်လို့သူတို့က ဟိုလှုပ်လိုက်တယ်ပေါ့နော်ဆုံးဖြတ်ချက်ချလိုက်တယ် to celebrate their good fortune သူတို့ရဲ့အော်ဘာဖြစ်ဖို့လဲဆိုလို့ရှိရင် good fortune ဆိုတော့ကံကောင်းဖို့အတွက်ကံကောင်းဖို့အတွက်ကံကောင်းတာကိုဆင်နွှဲဖို့အတွက်သူတို့ကအစားအသောက်ပွဲတော်ကြီးလုပ်ကြမဟေးဆိုပြီးတော့ဒီ pilgrims တွေကဆုံးဖြတ်လိုက်တယ်ပေါ့ခုနကတော့ကျမကြီးမကောင်းဖြစ်နေတဲ့အယောက်60လောက်ပဲကျန်တဲ့အဖွဲ့အားပေါ့နော်อืม They invited Squanto and neighboring Indian families of the Wampanoag tribe to come to their dinner တို့က they invited ဆိုတော့ဖိတ်ခေါ်လိုက်တယ် squanto ခုနတို့နဲ့အတူ နေပြီးတော့သင်ကြားပေးတယ် squanto ဆိုရဲ english ပြောတတ်တဲ့ native indian ကို သူဖိတ်တယ်ပြီးတော့ဘသူတွေကိုဖိတ်သေးလဲ neighboring indian families of the wampanoag tribe wampanoag လူမျိုးစုတွေကဒါတို့အနီးနားမှာရှိတဲ့မိသားစုတွေကိုလည်းသူဖိတ်တယ်ပေါ့နော်တို့ရဲ့ညစာစီကိုလာစားဖို့အတွက် the pilgrims were surprised pilgrims ရဲ့အာအာတင်သွားခဲ့ကြတယ် when 90 indians showed up အာအယောက်90လောက်ပေါ့နော်ခုနက native indians တွေအယောက်90လောက်လဲရောက်လာရောသူတို့အရန်အန်အားတင်သွားတယ်ပေါ့အယောက်တလောက်အများကြီးလာမယ်လို့သူတို့ကမထင်ထားဘူးอืม the pilgrims did not have enough food for so many people the pilgrims တွေမှာတဲ့ did not have enough food လုံလောက်တဲ့အစားအသောက်မရှိဘူးအယောက်90လောက်ကိုကျွေးဖို့အတွက်သူတို့က မရှိဘူးပေါ့နော်ဒီလောက်ကိုသူမမျော်လင့်ထားဘူး fortunately ကံကောင်းစွာနဲ့ပဲ the indian chief indian chiefs or chiefs ra khong saung shin di indian apwe ye khong indian lu myo ye khong sent some of his people to bring food to the celebration သူရဲ့လူတချို့ကိုဘာလုတ်ခိုင်းလိုက်စဲဆိုတော့ဗောနအစားအသောက်ဒီပွဲတော်ကိုအစားအသောက်တပိုးဆိုပြီးတော့ပို့ခိုင်းလိုက်တယ်ယူသွားခိုင်းလိုက်တယ်တဲ့ they brought deer fish beans squash cornbread berries and white turkeys ဒီလူတွေကဘာလေးတွေယူလာပေးလဲဆိုတော့ deer ဒါဆိုတရေသားတွေပါတွေပေါ့နော် fish ငါးတွေ beans ပဲတွေ squash squash ဆိုတာကလည်းဒါဗာလဲဆိုရင်ကိုရီစနော်ဘူးသီးတို့ဗာဒီလိုဘူးသီးအမျိုးနွယ်တဲ့ဟာတွေကိုပြောတာရှင် squash ဆိုတာကကြတော့ corn bread corn bread ဆိုတော့ဒါပြောင်းနေလုတ်တယ်ပေါင်မုံ berry သီးတွေပြီးတော့ကြတော့ white turkey စက်စင်သားတွေထည့်လာခဲ့တယ်တဲ့ the feast lasted for 3 days ဟာဒီလိုစားတောက်ပွဲကြီးက3ရက်တောင်ကြာခဲ့တယ် feast ဆိုတာဒီစားတောက်ပွဲကြီးကိုပြောတာဗောနော် this was a short time of peace and friendship ဒါကားတဲ့တိုတောင်းတဲ့ကာလတွေတခုဖြစ်ခဲ့တယ် peace ငြိမ်းချမ်းမှု and friendship တယောက်နဲ့တယောက်ခင်မင်ရင်းနှီးမှုပေါ့နော်ဒီခဏတာလေးတို့ဒီအုပ်စုနှစ်စုကြားမှာငြိမ်းချမ်းပြီးတော့ အာငိမ့်ချမ်းရေးလည်းရခဲ့တယ်ပြီးတော့တယောက်နဲ့တယောက်လည်းယဉ်ညိခဲ့တဲ့ကာလလေးဖြစ်တယ် between the indians and the pilgrim indians နဲ့ pilgrim တွေရဲ့ကြားထဲမှာဒါခဏတာယဉ်ညိငိမ့်ချမ်းမှုရခဲ့တဲ့ကာလလေးဖြစ်တယ်ပေါ့အဲဒါဆိုလို့ရှိရင်ဒါနောက်ပိုင်းမှာသူတို့တိုက်ခိုက်တာတွေပါဖြစ်လို့နေမှာပေါ့နော်ဒီလိုပြောရဲဆိုတော့อืม now on thanksgiving အခုခေတ်ကလာ thanksgiving ကျေးဇူးတော်နေ့မှာဆိုရင် americans eat some of the traditional foods from this period americans တွေက eat စားတယ် some of the traditional foods ဒီခုနကတော့ရိုးရာအစားအသောက်တွေပေါ့ပထမတစ်ခေါက် thanksgiving feast တော့ကစားခဲ့ကြတဲ့ရိုးရာအစားအသောက်တွေကိုစားတယ်တဲ့ in american history american သမိုင်းမှာသူတို့ပထမဆုံးစားခဲ့ကြတဲ့အစားအသောက်တွေကိုစားလေးရှိကြတယ်ပေါ့อืม အဲ့ဒါဆိုရင်ပြန်သွားကြည့်အောင်ဒီနားမှာသူဘာပြောသွားလဲပေါ့နော်ဒီဒုတိယ အာဆောင်းဥရသည်လည်းရောက်ရောဒီ pilgrims တွေမှာလုံလောက်တဲ့အစားအသောက်တွေလာမဲ့ညဆောင်းရသည်ကိုတောင်းခံနိုင်မှုလုံလောက်တဲ့အစားအသောက်တွေရှိသွားပြီသူတို့ကျမကြီးလည်းပိုကောင်းသွားပြီဒါနဲ့ပဲသူတို့ရဲ့ဒီဒီလိုကံကောင်းတာကို celebrate လုပ်ဖို့ဆင်နွှဲကျင်းပဖို့အတွက်ပေါ့ Thanksgiving feast ကြီးပေါ့စားတောက်ပွဲကြီးလုပ်မယ်ဆိုပြီးတော့သူတို့ကဆုံးဖြတ်ချက်ချလိုက်တယ်ဒီလိုဆုံးဖြတ်ချက်ချပြီးတော့သူတို့နဲ့အတူနေပြီးသူတို့ကိုအများကြီးတင် जा ပေးခဲ့တဲ့ Squanto နဲ့သူတို့ရဲ့အနီးအနားက Wampanoag ဆိုတဲ့လူမျိုးစုကမိသားစုတွေကိုသူတို့ရဲ့ညာ များစွာလာဖို့ဖိတ်ခဲ့တယ်။ဒါပေမဲ့လူအယောက်60လောက်လာခဲ့တဲ့အချိန်မှာ Pilgrims ကအရန်အံ့အားတင့်သွားတယ်။သူတို့မှဒီအယောက်60ကိုကျွေးဖို့မွေးဖို့လုံလောက်တဲ့အစားအသောက်တွေမရှိဘူး။ကံကောင်းစွာနဲ့ပဲဒီ Indian လူမျိုးစုရဲ့ခေါင်းဆောင်ပေါ့နော် Chief ဆိုတော့ခေါင်းဆောင်ကသူ့ရဲ့လူတွေကိုဒီ celebration ကိုသွားပြီးအစားအသောက်တွေယူသွားပေးဖို့ပေးလိုက်တယ်။သူတို့ကဘာတွေတယ်လာလဲဆိုတော့ဒီသမင်တရေငါပဲပြီးတော့ကြတော့ဒီ squash ဆိုတော့ခုနတော့ကအလူဘူးသီးတို့အမျိုးအနွယ်တွေပြီးတော့ကြတော့ဒီပြောင်းပောင်မုန်တွေ berry သီးတွေကြက်စင်သားတွေတည်လာခဲ့ကြတယ်ဒီလိုစားတောက်ပွဲကြီးက၃ရက်တောင်ကြာခဲ့တယ်ဒီဟာလေးကဒီ Indians တွေနဲ့ Pilgrims တွေကြားမှာပေါ့နော်ခနာတာချိန်တိုတောင်းစွာနဲ့ငင်းချမ်းရေရခဲ့ခင်မင်ရင်းနှီးခဲ့တဲ့အချိန်ကလေးဖြစ်ခဲ့ပါတယ်တဲ့နော် အခုခေတ် Thanksgiving မှာလည်းဒီ Americans တွေကခုနကတော့ American သမိုင်းမှာသူတို့ပထမဆုံးစားခဲ့ကြတဲ့အစားအသောက်တွေရိုးရအစားအသောက်တွေကိုစားလေးရှိပါတယ်တဲ့ so Okay အဲ့ဒါဆိုရင်ဒါလေးကိုပြန်ပြီးတော့ဖတ်ကြည့်ရအောင်ပေါ့နော်อืม By the time their second fall arrived, the pilgrims had enough food to get through their second winter. They were in better health. They decided to have a Thanksgiving feast to celebrate their good fortune. They invited Squanto and neighboring Indian families of the Wampanoag tribe to camp to their dinner. The pilgrims were surprised when 98 Indians showed up. The pilgrims did not have enough food for so many people. Fortunately, the Indian chief sent some of his people to bring food to the celebration. They brought deer, fish, beans, squash, cornbread, berries, and white turkeys. The feast lasted for three days. This was a short time of peace and friendship between the Indians and the pilgrims. Now, on Thanksgiving, Americans eat some of the traditional foods from this period in American history. Okay, very good. Let's see. Fourth, လေးခုမြောက် fourth thursday ဆိုရင် လေးခုမြောက်စတုထားမြောက်ကြာတာပဒီနေ့ပေါ့နော် typical typical ဆိုတာတွေ့ရများသော typical တွေ့ရများသောပြီးတော့ပါရှိအောင်မလဲအာ let's see half of them သူတို့တွေကတဝက်လောက်က half ဆိုတော့တဝက်ပေါ့နော် in very bad condition အလွန်ဆိုးဝါးသောအခြေအနေမှာ in bad health တမ်းမကြီးမကောင်းမှု in bad health ဒါမျိုးလေးတွေပေါ့နော်โอเคဒါကတော့နားထောင်ရင်စာတင်အစီအစဉ်လေးဖြစ်ပါတယ် Thanksgiving Day ဖြစ်ပေါ်လာပုံဘာတွေလုပ်တယ်လဲဘယ်နေ့မှာကျင်းပတယ်လဲဘာလို့လုပ်တယ်လဲဒါလေးတွေပါသွားပါတယ်အခုထိအတူနားထောင်ပြီးလို့ကျေးဇူးတင်ပါတယ် Please subscribe my channel တကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်လည်း social media တွေမှာ share ပေးခြင်းဖြင့်ကူညီပေးပါရှင့်ဒါခွန်အားအရန်ဖြစ်ရပါတယ်နောက်ထပ် video တွေလုပ်ဖို့အတွက်ပေါ့နော် Bye bye see you again